သမားအလုံးပဲမင်္ဂလာခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့မဖိုက်တာ MU အလဲထုံးနဲ့နိုင်သွားခဲ့တဲ့ Time Fighter Wadi Khan ကသူဟာ MU ရဲ့အားနည်းချက်တွေကိုတေချာတိထားခဲ့လို့ဒီပွဲမှာအလဲထုံးနဲ့နိုင်ခဲ့တာဆိုပြီးတော့ထုတ်ပေါ်ပြောကြလာတဲ့စကားစိတ်ဝင်စားစရာကောင်းတဲ့အတွက်အဲကြောင့်လို့ပြည်သက်တွေကိုတင်ဆက်ပေးတော့ရွေးထားပါရယ်ဟုတ်ကဲ့ Wadi Khan က MU ရဲ့ဘယ်အားနည်းချက်ကိုတိသွားခဲ့တာလဲ MU ဟာဘာဒီမှာအားနည်းတယ်လိုအပ်လာရင်ဒီအားနည်းချက်ကိုအဲ့ဒီဘက်ကပြင်ဆင်ရပါလိမ့်မယ်ပြုပြင်ရပါလိမ့်မယ် အမ်ဝီအားအခုဝါတီကန်ကိုရှုံးလိုက်တဲ့အတွက်ဝမ်းမှာနှစ်ပွဲဆက်တိုက်ရှုံးရလက်ရင်ဆိုင်သွားခဲ့ရတယ်ပြီးတော့ဝါတီကန်နဲ့ပွဲဟာအမ်ဝီအတွက်ဝမ်းမှာပထမဆုံးအလဲထုံးနဲ့ရှုံးရတဲ့ပွဲစဉ်ဖြစ်သွားခဲ့တယ်အာဘက်ဂေါ်တွန်ပြီးရင်တော့ဝါတီကန်အဲ့လိုရှုံးလိုက်တဲ့အတွက်အမ်ဝီအားနှစ်ပွဲဆက်ရှုံးသွားခဲ့ပြီဝါတီကန်ကတော့အမ်ဝီကိုအနိုင်ရတဲ့ပြင် bonus ပါရလိုက်တယ်ပြီးတော့ဝမ်းမှာနှစ်ပွဲထိုးနှစ်ပွဲနိုင်တဲ့မှတ်တမ်းကောင်းကိုသူကရေးထိုးဆက်တူသွားနိုင်ခဲ့တယ်သူအနေနဲ့ရှေ့လိုင်းပွဲစဉ်တွေမှာ အခုလိုစမ်းစာကိုထပ်ပြီးတော့ထုတ်ပြနိုင်မယ်ဆိုရင်အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးကိုစိတ်ကူးရင်ွက်ရရှိလာပါတော့မယ်ဒီပွဲမှာဝတီခိုင်ကအဲမွေနဲ့ထိုးတဲ့အချိန်မှာပွဲအစမှာတော့နည်းနည်းခံလိုက်ရတယ်ပွဲပထမရှိထဝက်လောက်ကိုရောက်တဲ့အချိန်မှာသူအဲမွေကိုအမြင့်ကန်ချက်တွေနဲ့ဖိအားပေးလာတယ်ဘယ်ရှိညာရှိကန်ချက်အဲ့နောက်မှာသူဒရောင်နဲ့ကျွေးလိုက်တယ်ကျွေးလိုက်တဲ့အချိန်မှာအဲမွေဒီပထမအချိန်မှာနောက်တောင်းကြတယ်နောက်တောင်းကြပြီးတော့အမှတ်စဉ်ရွက်ခံရတယ်ပြန်ထလာတယ်အဲ့အချိန်မှာ ဝါတီကန်ကထောင်နဲ့ပြန်ကြွေးတယ်အဲ့ချိန်မှာသူငိုက်သွားတဲ့ချိန်မှာအဲမွေကိုဒါကုတ်ကနေကင်ပြီးတော့ဝါတီကန်ကဖမ်းဆုပ်လိုက်တယ်ဖမ်းဆုပ်ပြီးတော့ဒူးနဲ့ဒေညာဒူးပြန်နေဇက်တိုက်ကြွေးလိုက်တဲ့နောက်မှာတော့ဒိုင်ကပွဲကိုရက်ပြီးတော့ဝါတီကန်ကိုအနိုင်ပေးလိုက်တယ်ပေါ့လေအဲ့တော့ဒီပွဲပြီးမှဝါတီကန်ကပြောလာခဲ့တယ်သူကအဲမွေရဲ့အားနဲ့ချက်ကိုသိရသိရတဲ့အဲမွေကဝမ်းမှာအာတာရာဆိုလို့ဝိုက်လက်သီးပဲရှိသေးတယ်ဒါပေမဲ့ ဲ့ဒီ white lady ကိုထုတ်ပြီးသုံးတဲ့အချိန်ရောက်ရင်အဲမူရသူ့ကိုသူမကနိုင်တော့ဘူးတဲ့အဲ့တော့ white lady ထိုးတဲ့အချိန်နဲ့အချိန်ကသူ့ဘက်ကအမြင့်ကန်ချက်ကိုထုတ်သုံးလိုက်တဲ့အချိန်မှာအဲမူထီးသွားတာတဲ့အဲ့ဒါကအဲမူရဲ့အားနည်းချက်ပဲဆိုပြီးတော့ဝါဒီခံပြောသွားခဲ့ခင်ဗျဒီတော့အဲမူနဲ့ပတ်သက်လို့ဝါဒီခံရဲ့မှတ်ချက်အပြည့်စုံကိုကျွန်တော်ပြသက်တဲ့သိရှိအောင်ဖတ်ပြပေးခြင်းပါတယ်အဲမူရဲ့အားသာချက်က white lady ပဲရှိတယ်အားနည်းချက်ကတော့ white lady ထိုးရင်အဲမူရသူ့ကိုသူမကနိုင်တော့ဘူး အဲ့ဒါကြောင့်ကျွန်တော်အမြင့်ကန်ချက်ထုတ်သုံးလိုက်ချိန်မှာသူ့ကိုတန်းပြီးထိသွားတာအဲ့ဒါကသူ့ရဲ့အားနည်းချက်ပါပဲသူထိုးတဲ့ fight ပွဲတွေကိုကျွန်တော်လေ့လာကြည့်တယ်ကျွန်တော်သူ့အားနည်းချက်တွေကိုတည်တည်ဆာဆာသိပြီးအကောင်းဆုံးပြင်ဆင်လာခဲ့လို့အနိုင်ရခဲ့တာပါပွဲဆက်ဆက်ချင်းမှာသူတိုက်စစ်ဖွင့်မယ်လို့ကျွန်တော်ထင်မှတ်ထားခဲ့ဦးအဲ့မှာကျွန်တော်လည်းထိသွားတယ်ထိတဲ့အချိန်မှာတော့နည်းနည်းလေးမူးသွားခဲ့တာပေါ့ကျွန်တော်ဒရောင်နဲ့သူ့ကိုထိုးကျွေးလိုက်တဲ့အချိန်မှာသူထမလိုက်နိုင်တဲ့ဦး ကျွန်တော်ထင်တာကျွန်တော်တရောင်ကသူ့ကိုအပြစ်ထိသွားရလို့ထင်ပါတယ်သူပြန်ထလာတဲ့အချိန်မှာသူ့ကိုယ်ကိုဖမ်းဆုပ်ပြီးကျွန်တော်ဒူးနဲ့အပြစ်တိုက်ခဲ့တာပဲအဲ့ဒါဟာကျွန်တော်ရဲ့နိုင်ပွဲပဲဖြစ်ပါတယ်ဆိုပြီးတော့ဝါဒီခန်ကပြောသွားခဲ့ပါတယ်ခင်ဗျဒီတော့အဲမူကဝိုက်လက်သီးထုံသုံးရင်သူ့ကိုယ်သူမကနိုင်တော့ဆိုတာတခြားပြိုင်ဘက်တွေလည်းဝါဒီခန်ပြောကြကြရသိရှိသွားပြီးဒီတော့ဒီအားနဲ့ချက်ကိုအဲမူနေနဲ့ပြင်ဆင်နိုင်မှုလိုပါတယ်ရှေ့လာမဲ့ပွဲစဉ်ကိုရောက်ရင်အဲမူနေနဲ့အခုလိုအားနဲ့ချက်တွေကိုပြုပြင်ပြီး အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာနိုင်ပါစေနိုင်ပွဲရအောင်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ